အခင်ဗျားတို့စဉ်းစားခင်ဗျားတို့သားသမီးများပါရင်ခင်ဗျားတို့ဘယ်လောက်ထိရှင်းပူလိုက်မလဲအဲ့ဒီ Women Online ပေါ့ခင်ဗျားသားအောင်ပြေဆုံးတာအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားတို့ဒီတိုင်းမငြိမ်နေမလားအမိန့်တစ်ခုပြည့်စုံသားပေးလေနောက်ဆုတ်ခိုင်းနောက်ဆုတ်ခိုင်းလိုက်လေပြီးရင်ပြေးခိုင်းလိုက်လေတမင်တကာထားပြီးထိုးကျွေးနေမှာလား အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရောဒီမှာဒီနေ့2025ရွှေလ12ရက်နေ့မနေ့ကင်း SSC မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကင်းမှာပထမဆုံးကတော့ရွှေလ10ရက်နေ့ကပလေးမြော့နေတွင် PLA ကပြေးချလိုက်တော့တက်လိရင်မှလေရင်မှုတည်ဆောင်းကြောင်းအတီးပြုတ်လိုက်ပြီးတော့လေရင်ပြတ်ကျတဲ့နေရာမှာရွတ်အလောင်း၄ခုရရှိထားပါလိမ့်လို့ဒိုလိုင်းတဖို့တွေစီကနဲ့သိရှိရပါဒီဟာကအလောင်း၄လောင်းတော့တွေ့တယ် အကုံလုံးကမင်းလောင်ချန်ပီယံစီနေတဲ့အတွေ့အကြုံမို့အလေရင်မူလောင်အလောင်းလားလေရင်ပြတ်ကျတဲ့အရက်သားနေအင်ပေါ်ကပီသူရဲ့အလောင်းလားတော့ခွေးချက်လို့မရတော့ဘူးလို့သိရပါဗါးအလောင်းလေးလောင်းတွေ့တာတော့အတီပြုတ်ပြုတ်လို့ရပါတယ်ဟုပီသူလူမျိုးရေတက်မတော်ပြန်အိမ်မှတရင်နဲ့ပြန်ကြရေတာဝန်ရှိသူရေးဖို့နေနေကြောကပြောဆိုပါတယ်ဒါကတော့ ဒီတမှာလိမ်မှုတွေအကောင်လုံးဖြစ်ရင်တော့ကျွန်တော်တို့အတွက်အပြည်သူတွေအတွက်ကတော့ဝန်သက်စရာသတင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီထက်မှာအယက်သာနေအိမ်ပေါ်ကဘောနော်ပြည်သူတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့တိုးလေးကိုစစ်မကောင်းဖြစ်ရပါတယ်ဗောနော်အစစ်မကောင်းစရာသတင်းတစ်ခုဖြစ်ပါတယ်ဖြစ်နိုင်ခြေကတော့ဒီအယက်သာပြည်သူတွေဖြစ်နိုင်ခြေပုံများတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီလီရင်ကတချို့တခြားလူတွေအာဒီနင်းပညာလေရ ဖြစ်နိုင်တယ်ဆိုလို့ရှိရင်လေရင်ဒီမှာနရောက်နရောက်ထက်ဘူးလို့မရဘူးမရမရတဲ့အခြေအနေမျိုးတစ်ခုအာပြောနေကြပါလေဒါမှလည်းဒီထက်မှာအာစစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ပြည်သူတွေအတွက်ကတော့ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပါတယ်ဒါကတော့ဗောနော်အာပြည်ရင်မနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကရင်အမျိုးသားအစီယောင် KNU တက်မဟာလေးနေမိမှာရှိတဲ့မြန်မာထမ်းနေဆက်မှာရှိတဲ့ဘိုဒီ ဗိုဒီခေါအမိုးနေဆစစ်ကောင်စီတပ်စခန်းကိုယွမ်းလာစီးရဲနဲ့ကကျွန်တော်တို့တိုလင်းရေးတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့ပါတယ် သိပ္ပခေယမှာစစ်သားအများစုမှာလင်းနေများယူဆောင်ပြီးတော့ထန်းနိုင်ငံဖက်သို့ထွက်ပြေးသွားကြောင်း KNU တက်မဟာလေးနဲ့တော်လန်ရေးတရင်ရင်းမြင့်ကပြောဆိုပါတယ်ဒါကတော့မနေ့ကလည်းကျွန်တော်ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေကအများစုကတော့အာထွက်ပြေးနေကြပါထွက်ပြေးပြီးတော့စစ်ကောင်အာလင်းနေခရင်တွေကိုယူဆောင်သွားပြီးတော့နေဆက်နားမှာချန်စီယူနားမှာရောဒီလိုမျိုးဖွတ်ထတာမျိုးလေအများပြက်ကိုကျွန်တော်တို့အာရှေ့မှာလေးကြောင်ခဲပြီးဆိုတော့ခုဆိုလို့ရှိရင်ထွက်ပြေးတာကတော်တော်လေးကိုများပါတယ်ဆိုတော့ဒီစခန်းကမနေ့ကကျွန်တော်ပြောပါတယ်နှစ်ဆက်အထက်ကိုရှိမှာလို့ ကျွန်တော်ပြောပါရယ်ရာကအင်အား60ခန့်ရှိတဲ့အစကန်ဖြစ်တယ်လို့ကျွန်တော်သိရှိရပါတယ်လက်နေလက်နေကြီးလက်နေငယ်ဆယ်လက်ခန့်ပဲတင်းစီရရှိခဲ့တယ်လို့ကျွန်တော်တိုလိုင်းတဲ့ဖုတ်တွေဖက်ကနဲ့အတီးပြုလို့ရတာကိုပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါရယ်ဒီတက်ပွဲဒီမနစ်ကအစကန်တင်းတက်ပွဲမှာရန်သူကဖမ်းမိတာမရှိဘူးတဲ့ဆိုတော့သူတို့ထမ်းဖက်အကောင်ထွက်ပြီးသွားတယ်လို့သိရှိရပါတယ်သူတို့ကယူသွားတာပေါ့လက်နဲ့တွေဒါပေမဲ့ ထမ်းဖက်လက်နဲ့တွေဒါပေမဲ့လည်းထမ်းဖက်ရောက်ရောက်တော့တချို့ကပါပါတယ်လို့ထင်တယ်တချို့ကတော့သူတို့အလဲဝဲထားတာလားမသိဘူးဟို KNU မြတ်ထဝေခရမ်းအတွမ်းရေးမှုဘဒူစောအေနာကပြောဆိုပါဒါကတော့ခုချိန်မှာကျွန်တော်တို့လည်းတဖို့တွေကစစ်ကောင်စီတဖွဲ့တွေကိုအာနေဆက်မှာရှိတဲ့စကန်တွေကိုစစ်တပ်ပြီးတော့တင်ပတ်မှုတွေဖြစ်နေတယ်။ဒီဟာကလည်းဒီစကန်ကိုစစ်ကောင်စီက လေရင်ပြက်ကူကလွေပြီးတော့မေပြင်ကနဲ့စက်ကူပေါ့နော်အမေပြင်ကနဲ့ချီလင်တက်အစက်ကူတွေကိုလောင်းဝက်ကိုအာပေးပုတ်နိုင်ခြင်းမရှိတော့ဘူးဒါကြောင့်မလို့စက်ကောင်တက်ဖွဲ့တွေကလောင်းဝက်ကိုလည်းအခုခံနိုင်စွမ်းမရှိတော့လို့ထွက်ပြေးနေကြပါလိမ့်လို့သိရပါတယ်ဒီဟာကအမှန်ဆိုလို့ရှိရင်စက်ကောင်စီကအာလေရင်တစ်ခုပဲတောင်းပြီးတော့စက်မေပြင်ကနဲ့လောင်းဝက်ကို စစ်ကူတော့ဘာတော့ပေါ့နော်အာ purpose နဲ့ရှိမရှိတဲ့အတွက်ကြောင့်မလို့နော်ဒီထဲမှာရှိနေစစ်ကောင်တပ်ဖွဲ့တွေကဖြစ်ပြီးနေကြပါတယ်ဒီထဲမှာစစ်ကောင်တပ်ဖွဲ့တွေက limit ချပေါ့ထွက်ပြီးဖို့လဲအမင်းပေးတာမဟုတ်သူတို့ဟာနေသူတို့ထွက်ပြီးနေရလို့သတင်းတွေအရင်မြင်ကနေသိရှိရပါတယ်ဒီထဲမှာ limit ကတော့တချို့တော့အတချို့တော့ဝယ်ပဲတင်းစီရတာပေါ့နော်အော်ထမ်းဖက်ပြီးတယ်လို့တော့ဒါပြောတယ်ဒါပေမဲ့လဲထမ်းဖက်မှာလဲသတင်းတော့မထွက်သေးဘူးဆိုတော့ဒီ လက်နဲ့အပါဝံသူတို့ထွက်ပြီးသွားတာဒါမှမဟုတ်လေဒီစခန်းမှာကြံရှိလက်နဲ့တွေတော့အာကျွန်တော်တို့တင်းစီရရှိတာရှိတာပေါ့လို့ကျွန်တော်တို့တော်လိုင်းတဖို့တဲ့စီကနဲ့သိရှိရပါတယ်ဆိုတော့လက်နဲ့ကတော့အာဒီလိုပဲရပါတယ်ဆိုပြီးတော့အာကျွန်တော်တော်လိုင်းတဖို့တဲ့စီကနဲ့သိရှိရပါတယ်60မမနလက်နဲ့အာလက်နဲ့ငေး9လက်ပေါ့နော်အာ10လက်အဲ့ဒီလိုပဲရရှိတယ်လို့အာ စောအထီကိုကပြောဆိုပါတယ်ဒါကတော့ကျွန်တော်တို့လည်းတဖွဲ့ကမနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့စကမ်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အဲ့ဒီအနေနဲ့ပေါ့နော် အာဒီတော့ဒီလိုဖြစ်ခဲ့တဲ့ဆိုတာကိုပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့အခုကရင်ပြည်နယ်မှာပဲကျွန်တော်တို့လည်းတဖွဲ့ကစစ်တိုက်ပြီးတော့အာစစ်ကောင်စီစကမ်းတွေကိုထိုးစစ်ဆင်တက်ခတ်မှုတွေပြန်ပြီးတော့လော့နေပါပြီဒါကတော့ပိုတင်ပဲကျွန်တော်တို့တော်လိုင်းတဖွဲ့တွေဖက်ကနေတရင်တွေကိုကြားရပါတယ်ဒါကတော်လိုင်းတက်တွေကဩကရိတ်ထစကမ်းကို စတင်ပြီးတော့ထူးဆစ်ဆင်းနေပြီးတော့သိရပါတယ်မကြာခင်မှာဒီဟာလေသတင်းကောင်းတွေကြည့်ရမှာဖြစ်ပါတယ်နေဆက်မှာရှိတာရှိတာကတော့ဩဂရခထရဲ့တခြားစကန်းလေးခုပေါ့နော်လေးခုပဲရှိတော့တဲ့စကန်းတွေကို အခုချိန်မှာတစ်ခုကိုပြင်ပြီးတော့ထူးဆင်းပြီးဆိုလို့ရှိရင်ဇောင်းခုပဲကြံပါတော့မယ် တောင်ကိုကျွန်တော်တို့လိုင်းတပူရဒီယာစကန့်ကနင်းဆက်တယ်ဆိုလို့ရှိရင်ဒီတစ်ခါတပြန်နဲ့တည်းပဲထုဆစ်စိန်မေလို့ကျွန်တော်တို့ယူဆထားပါတယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့တွေအာမင်းတို့ပြေးမလားမပြေးဘူးဆိုလို့ရှိရင်လက်နဲ့ချလက်နဲ့ချမယ်ဆိုလို့ရှိရင်အာလက်နဲ့မချဘူးဆိုပြင်ပြီးတော့ခုခံတယ်ဆိုလို့ရှိရင်တော့မင်းတို့အသက်အန္တရာယ်ကတော့ကျွန်တော်တို့အမှတ်မခံဘူးပြီးရင်မင်းတို့လက်နဲ့အလံဖြူထောင်ပြီးဆိုလို့ရှိရင်တော့မင်းတို့ကျွန်တော်တို့စစ်မှုထမ်းပါဘာညာတော့လာမပြောကြနဲ့နော်ဒီဟာကတော့ပထမအိုးဆုံးအရင်ဆုံးပြောပြချင်တာဖြစ်ပါတယ်နော်ဆိုတော့ဒီဟာကစကန့်မှာစကန့်ဆိုလို့ရှိရင်ထမ်းမြန်မာနေဆက်မှာရှိတဲ့စကန့် န်းတွေဆိုလို့ရှိရင်ဆက်တက်ပြီးတော့ကျွန်တော် donate project ကမရက်မကကိုသိမ့်ပတ်နေတာဖြစ်ပါတယ်။ဒီဟာကပထမအာပထမအကြိမ်က process စင်တုံးက မသိမ့်နိုင်ခဲ့လို့ this is CEO ဆိုပြီးတော့အာဆက်တက် water ဖြန့်ခဲ့တဲ့စကန်စကန်ကို3နှစ်ခန့်အကြာမှာပြန်လည်ပြီးတော့တက်ခတ်ချင်းဖြစ်တယ်လို့ တော်လိုင်းတဖရစီကနေသူရှိရပါလေဒါကတော့စက်ကောင်အရင်နှောင်းကစက်ကောင်စကန်ကိုအာလွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့နော်အာစကန်ကိုမကြအောင်ခုခံနိုင်ခဲ့ပါတယ်အခုနောက်ထပ်တစ်ခါမြန်မာထန်းနေထန်းမြန်မာနယ်စပ်မှာရှိတဲ့အာစီမင်းအနေကစစ်တရဲခြေကော့စကန်ဖြစ်တဲ့ဩဂရိထစကန်ကိုတော်လိုင်းရဲတဖတွေကပြန်ပြီးတော့အာယွလန်စီလီရဲ့နဲ့ဝစစ်တရဲ့နဲ့မှာအာနောက်တစ်ကြိမ်ပြန်ပြီးတော့စတင်ပြီးတော့ထိုးစစ်ဆင်တက်ခိုင်းနေခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့အာ လိုလိုင်းတက်ဖို့တော့ဒီတခါတော့ရအောင်ကိုတက်ခတ်မိလို့ကျွန်တော်ယူဆပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဟိုးတနေ့ကကျွန်တော်တို့ခြေဆုနဲ့ကြာတိုလိုင်းတက်ဖို့တွေကသူစစင်ခဲ့ပဲမလဲလောင်းဝတ်ကိုမသိမ်းနိုင်တဲ့စကန်းကိုလေအာနိုင်ရီပန်းအတွက်မှာပဲနော်အာတရက်အတွက်မှာပဲကျွန်တော်တို့ဒိုလိုင်းတက်ဖို့တွေကအာသိမ်းပတ်ရရှိတာအလားလားလေးရှိတယ်ဒါကိုကျွန်တော်တို့ပြင်ပြီးတော့တွေးမိဆိုလို့ရှိရင်ဒီဟာကတော့မဂျက်ကင်မှာတရင်ကောင်းတွေရမယ်ဖြစ်ပါတယ်ဆိုတာဒါကတော့အရင်ဦးဆုံးအာဟိုကင်အနေနဲ့ပေါ့နော်ကျွန်တော်တို့ ကျွန်တော်ပြည်သူတွေသဝန်သာရအောင်ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့လွန်ချောင်းရဲ့တရိထားဒီမယန်းကောင်မြော့နယ်ထွေအုပ်ရောင်းအတွက်မှာစစ်ကောင်စီဝန်ထမ်းချင်းဓာတ်ထုတ်တက်မှုဖြစ်ပေါ်တယ်လို့သိရှိရပါတယ်ဒါကတော့ရန်ကောင်မြော့မယန်းကောင်မြော့နယ်ထွေအုပ်ရောင်းအတွက်တွင်ထွေအုပ်ဝန်ထမ်းတဦးအားမြော့နယ်အထွေထွေအုပ်ချုပ်ရေးမှုအဖွဲ့ဥက္ကဋ္ဌဤကိုရဲလက်ထောက်က ဒါဒါအပြန်ထိုးတက်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်ဒါကတော့ယွမ်လာ၁၁ရက်နေ့ကနည်းနည်းစေနာရေခန့်မှာမယန်းကောင်းမြို့နယ်အထွေအိုရောင်းမှာအငေတန်းစာအငေတန်းအငေတန်းစာရေးကိုအောင်မြင့်မြတ်ကို မြင့်မြတ်ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုအဖွဲ့ဥက္ကဋ္ဌဤကိုရေးလက်လက်ထောက်ကျော်စိုးမင်းက ဒါဖြန့်ထိုးချင်းဟုဖြစ်စဉ်ကိုသိရှိသူကပြောဆိုပါတယ်ဒီဖြစ်စဉ်ကိုသိရှိသူတုံးပြောတာကဓာယူလာပြီးထွေဦးရောင်းထဲတင်ထူတာဗျကိုအောင်မင်းမြတ်ကတန်တွဲထွေဦးရောင်းကနဲ့ဆက်ဆောင်ပြီးဒီမှာမရမ်းကောင်းထွေဦးရောင်းတွဲဖက်ကြနေတဲ့သူပါတဲ့သူတည်တယ်ကျော်စိုးမင်းကပြင်းနေတယ်ဟုမရမ်းကောင်းမြော့နေထွေဦးရောင်းနဲ့နင်းဆက်သူတို့ကပြောဆိုပါတယ်သူတို့ရဲ့အသက်တွေကကိုအောင်မင်းမြတ်ဒီအသက်36နှစ်အရွယ်ရှိပြီးထွေဦးရောင်းအငယ်တန်းစာရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ကျော်စုမင်းမှာ အသက်90ကျော်အရွယ်ဖြစ်ကြောင်းသိရှိရပါဒီမှာကိုကျွန်တော်တို့ပြောပြချင်တာကသူတို့အချင်းချင်းမှာလောင်းဝတ်ကိုညင်ညွတ်မှုမရှိတော့ဘူးဆိုတာကိုပေါ်တင်ကိုဖော်ပြနေတာဖြစ်ပါတယ်ဒါကဟိုတနေ့ကလည်းကျွန်တော်အမိန့်ပြောပါတယ်စစ်တပ်ဖက်မှာအချင်းချင်းကိုဖမ်းဆီးမှုတွေကိုစစ်တပ်ကိုဖြစ်နေပါတယ်အခုချိန်မှာသူတို့တွေဆက်ရှောင်းနေပြီးတော့အာတဦးနဲ့တူမယောင်ကြည်မှုတွေစစ်တပ်ကိုဖြစ်နေတယ်အခုအုတ်ချုံရေးမှုတွေဖေအိုးတွေဆိုလို့ရှိရင်သူတို့တွေက အခုပြည်သူတွေစီကဘောနော်စစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့အချင်းချင်းကိုမလွန်ချောင်မှုတွေဖြစ်နေတယ်ဖန်အချင်းချင်းကိုဘယ်လိုပြောမလဲအာလက်စားမှုတွေအချင်းချင်းဒီငွေကြေးနဲ့ပတ်သက်ပြီးမတရားလုံးတာတာတွေနဲ့ပတ်သက်ပြီးတော့တချို့တွေကတော့ဟိုချိမှုတွေကအာပြောရဲဆိုရဲတဲ့ဘောနော်တချို့တွေကတော့သူတို့အပါအကူနေပြီးတော့အာလုံးနေတဲ့သူတွေအများပြားရှိနေဒီလိုမျိုးကိုဖြစ်နေတဲ့အချင်းမှာ အချင်းချင်းမသိမြတ်တဲ့အချင်းမှာ ဓာတ်နဲ့ထူးမှုတွေချင်းချင်းတက်ဖြတ်မှုတွေဖြစ်နေတာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ရှမ်းပီနေတောင်ပန်းကညောင်းဆွေမြော့နယ်ရေပူကျေးရွာတွင်တက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်သား9ဦးထက်မနည်းကိုတေဆုံးကြောင်းရှမ်းတောင်စစ်ဒေသခွဲအမတ်တိဗျူဟာ PDF drain နဲ့ပြန်ကြရေးဌာနကတာဝန်ရှိသူတို့ကပြောဆိုပါညာကတော့ကျွန်တော်တို့တော်လိုင်းတဖို့ရဲ့အောင်ပွဲဖြစ်ပါတယ်ဒီထက်မှာရေပူမာကအင်အားကတရားအတထောင်းအထက်မှာရှိမယ် တက်ပွဲအခြေအနေကကဒီနဲ့အထိပြင်းထန်နေတော့မယ်အကောင်းတာတက်ပွဲမှာလဲဆက်ခတ်တွေတေဆုံးထိခတ်မှု ရှိပါတယ်ဟုရှန်တောင်ဖက်မှာဒေသခွေအမတ်တိဘူဟာ PDF ဟိုတရင်းနဲ့ပြန်ကြဲရေးဌာနကတာဝန်ရှိသူတို့ကပြောဆိုပါဒီကတော့ခုချိန်မှာရှန်တောင်ဖက်မှာလေတက်ပွဲကတော့အတော်လေးကိုပြင်းထန်မှုတွေဖြစ်နေတယ်ဘယ်လိုတွေဖြစ်နေလဲဆိုလို့ရှိရင်ခုချိန်မှာ KNDF နဲ့လေအာ ပြန်အိုးတော့ဗောနော်ပြန်အိုးစစ်ကောင်စီတို့ပူးပေါင်းပြီးတော့တက်ပွေးတွေစစ်တက်ကိုဖြစ်နေပါတယ်ဒီဟာကတော့ဒီနေ့မနေ့ခင်းမှာရရှိထားတဲ့သတင်းထုတ်တွေကိုအချင်းချုံပြီးတော့ဗောနော်အာတက်နေတဲ့လို့သတင်းတွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်စစ်ကောင်စီတက်ဖွဲ့တွေကဘယ်လိုပြောမလဲဆိုလို့ရှိရင်ပလေးမြော့နေနဲ့ပတ်သက်ပြီးတော့မလေးမြော့နေက PA ကပြစ်ချက်လိုက်တဲ့တက်လျင်နဲ့ပတ်သက်ပြီးတော့အာဘယ်လိုလဲငင်းနေငင်းစုံနေကြလဲဆိုလို့ရှိရင်တော့ဒီဟာကတော့ပြစ်ချက်တာမဟုတ်ဘူးအာတို့အတူဆက်ချွန်ယွန်ပြီးတော့ ပြတ်ကျတာပါဆိုပြီးတော့ပြောနေကြပါတယ်။တရားကစစ်တပ်ဖက်ကလော်ဘီတွေကတော့အဲ့လိုမျိုးဝါရဖြတ်နေကြဘလို့ပဲဖြစ်ပေါ့နော်။အာကျွန်တော်တော်လိုင်းတဲ့ဖို့တွေကပြေးချလာလေမဟုတ်ဘူးဆိုလို့ရှိရင်တော့မှကျွန်တော်တို့အတွက်အရန်ကိုကောင်းတဲ့အာတက်လိရင်ပြတ်ကျမှုအရန်ကိုကောင်းတဲ့တရင်ဖြစ်ပါလေ။ဒီထက်မှလေမွန်တွေအတူကောင်းလေးပြတ်ကျတဲ့ဒေဆုံးတွေလို့သိရပါတယ်ပေါ့နော်။သူတို့ဖက်ကလည်းဒီဒေဆုံးမှုကတော့ဝန်ခံပါတယ်။ဒါမှလည်းတရားကတော်လိုင်းတဲ့ဖို့တွေကပြစ်တာမဟုတ်ဘူးဆိုပြီးတော့ငင်းစုံနေကြဘာပဲဖြစ်ဖြစ်ကျွန်တော်တော်လိုင်းတဲ့ဖို့တွေကမပြစ်ရင်လည်းပို့ပြီးတော့ကောင်းပါတယ်။ဒါကအာ ဂျီဖိုတက်တာတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့အာကျွန်တော်ဖက်ကအာတူလန်ရေးဖက်ကပေါ့နော်တူလန်ပြီးတော့ဒါတူပြောပြတာကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါစစ်ကောင်စီတုတ်ဖွတ်တွေဖက်ကနဲ့အာစစ်တက်လို့ပြီးတွေဖက်ကနဲ့ပေါ့နော်ဖင်ပိတ်ကြီးငင်းနေငင်းစုံနေကြနဲ့ငင်းငင်းစုံနေကြတာကြောင့်ကျွန်တော်ရွတ်တန်ဖန်နဲ့တချက်လို့ဒီကောင်တွေကိုနားထောင်စေချင်တာဒီရွတ်တန်ဖန်နဲ့ပတ်သက်ပြီးတော့နားထောင်ကြည့်အောင်ပါအခုဆိုရင်ဟိုဘက်ရက်ကလောင်နေကြတာပေါ့နော်အခုလင်းပြတ်ကြတာ ဆက်ရှူရင်းပြီးပြတ်ကြတာပါတဲ့ PDF ပြစ်တာမဟုတ်ဘူးတဲ့ကဲဒီလောက်တို့အတွင်းညင်းနေကြခင်ဗျားတို့လည်း PDF ပြစ်တယ်လို့မလုပ်မနေနဲ့အဓိကဟောဖဲချက်ကိုကလိုပြီးတွေ့ချာနှထောင်ချက်နော်မင်းတို့တွေမပြစ်ပဲပြတ်ကြတော့ကိုတော်တန်နေကိုဘကလာမကုန်ဘူးပေါ့မကုန်မရဘူးဟုတ်လားတန်နေအဲ့တော့သူတို့သွားပြီးတော့စုံမပြောနဲ့ကိုကအရန်စိတ်ကောက်စိတ်ဆိုးနေပြီးပြန်လျှော့နေရတယ်နော်တက်လာဘလို့ပဲပြက်ကြကြပြက်ကြဖို့ရည်ကြီးတယ်โอเค24ပစ္စည်းတွေပါ ခေါင်းကြီးကပ်အုတ်ထုတ်ဒီမှာရှောက်ကပ်နေနေအဲ့ဂရီးတစ္ဆာရှိရင်ဒီလိုက်နွယ်မြက်တစ်ပင်တော့စေဘက်ဝင်မင်းတို့ပြည်သူလူပေါ်မှာဂရီးတစ္ဆာမရှိတဲ့အတွက်မင်းတို့24ပစ္စည်းလည်းမကဲနိုင်ဘူးဘော်ဖက်ရက်ကောက်ကောင်တွေနားလေအောင်ရှင်းပြနေတာနော်ဒီကမင်းတို့ကောင်တွေကိုကဲမထင်ဘူးဟမ်မာမောဘဘာဘာအတွက်တက်ပြီးဟလာသူလင်းမူကြီးလဲကောင်းရသူပတိမလာပါဘူး နော်ခုပြောလိုက်ပြီနော် PDF ပြစ်တာမဟုတ်ဘူးခဲ့မဟုတ်ဘူးရခဲ့ PDF ပြစ်တာမဟုတ်ဘူးခင်ဗျားတို့ဆက်ရှုရင်းပြစ်ကြတာနောင်များလည်းပြစ်ကြနိုင်ပါသေးအပြန်ပြောစမ်းနောင်များလည်းပြစ်ကြနိုင်ပါသေး Okay ငွေတော့မစဲနဲ့နော်တွေ့နော်ဟမ်ရှုကပဲရှုကပဲရှုကပဲသူ့ရှင်သိလားငွေတော့လာပြီးမအားနဲ့တလုံးဝဲထည့်လိုက် Okay ကဲဆိုတော့ဒီဟာကတော့ဟိုဖက်ရက်ကွက်ကလော်ဘီတွေနားထောင်စေချင်တာဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းနဲ့ဖွလိဖက်ကနည်းပြစ်တာမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့အတွက်အရန်ကိုဝမ်းသာစရာကောင်းတဲ့တရင်ဖြစ်ပါတယ်ဒီဟာကတော့ဗောနော်ဆိုတော့ပြစ်တယ်ဆိုရင်တော့မှကျွန်တော်တို့အတွက်အပူပြီးတော့နစ်နာသေးတယ်နော်နစ်နာသေးတယ်ဘာလို့လဲဆိုလို့ရှိရင်ဂျီဖူးကကောင်းသေးတယ်ဂျီကတက်တောင်းဆိုလို့ရှိရင်လေရင်ပြစ်တဲ့ဟာဂျီတက်တောင်းကနေတာမဟုတ်ဘူးနော် အာဆိုတော့ဒီလိုမျိုးကိုကျွန်တော်တို့မပြည့်ဘူးဆိုရင်တော့မှကျွန်တော်တို့အတွက်သတင်းကောင်းဖြစ်ပါတယ်ဆိုတော့ဒီဟာကစစ်တပ်ဖက်ကနေဖိပိတ်ငင်းရမယ်လေအခုအချိန်ထိကိုလေရင်ပြည့်ကျက်တာကစေစင်းအထက်ပေါ့နော်အာစစ်ကောင်စစ်ကောင်စီရဲ့လေရင်ပြည့်ကျက်မှုကစေစင်းအထက်ကိုရှိနေရပြီဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုဖက်ကလည်းအာလုံးဝကိုအာဝန်ခံတာမျိုးမရှိဘူးတလို့တခါမှလည်းဒီဟာကကျွန်တော်တို့တော်လိုင်းတဖို့တွေကပြည့်ကျက်လို့ဒီဟာကဆွေအာပြည့်ကျက်လို့ကြဆောင်ပါတယ်ဒီဟာကပြည့်ကျက်ပါတယ်ဆိုပြီးတော့ သူတို့ဖက်ကနေဝန်ခံတာမျိုးတစ်ခါမှမရှိသေးဘူးခုချင်းတိဒီဟာကိုတော့ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်သူတို့တွေကဘလူပဲအာပိုတင်ရွတ်တန်ဖက်တဲ့ကူကဆိုပြတာတောင်မှကချင်ပြည်နေကဘောနော်ကချင်ပြည်နေကဗမို့ဖက်ကဘောနော်အာရွတ်တန်ဖက်တဲ့ကူကလောင်းဝကဒီလိုဒီလိုပြစ်ခတ်နေပါတယ်ဆိုပြီးတော့ရွတ်တန်ဖက်တဲ့ကူကအတိအကျကိုဖော်ပြပေးနေတာတောင်မှသူတို့ဖက်ကခုချင်းတိဝန်ခံခြင်းမရှိသေးပါဘူးဒီဟာကဖိဖိငင်းနေစေပဲဒီဟာကတော့တခုပေါ့နော်ဒီထဲမှာကျွန်တော်တို့ဖက်ကပြင်ပြီးတော့ကြက်ရတာကတော့အာ PLA ကပြီးပါတယ် PDF ဖက်ကပြီးပါတယ်ဆိုပြီးတော့အာငင်းစုံနေကြလို့ကျွန်တော်တို့လည်းကြားသိရပါတယ်ဒါကလည်းအာတခုပေါ့နော်အာပြောရမယ်ဆိုလို့ရှိရင်တော့ဖြစ်စဖြစ်အာဖြစ်စင်ကတော့ဘလူတွေဖြစ်နေလဲဆိုတာကတော့အသေးစိတ်ကိုတော့အာတွန်လိုင်းတဲ့ PLA ကလည်းအာကျွန်တော်ဒီလိုပြစ်ခတ်ပါတယ်ဆိုပြီးတော့ KIA KIA လို့ပေါ့နော်အာရွတ်တန်ဖန်နဲ့တကွာပေါ့ဒီလိုမျိုးအာပြစ်ခတ်နေပါဆိုပြီးတော့ထွက်ပြန်တာမတွေ့ရသေးဘူးဆိုတော့ PDF ကလည်းဒီလိုမျိုး ပစ်ခတ်နေပါဆိုပြီးတော့ရုတ်တဖန်ထုတ်ပြလာမတွေ့ရသေးဘူးဘယ်လိုပဲဖြစ်ပေါ်เนาะအာကျွန်တော်တို့ဖက်ကစစ်ကောင်စီလေရင်ပြတ်ကြပြီဆိုလို့ရှိရင်ဘွမ်းတာရမှာတော့အလောင်းဘောကအဝမ်းတာရမှာကျွန်တော်တို့တော်လိုင်းရတဲ့ဖို့တွေကလေရင်ပြတ်ချဖို့အတွက်ကတော့အင်မတန်မှအာကျူးစားရတဲ့အအနေထားမျိုးဖြစ်ပါတယ်ဘသူတွေကပေးပြပြပြပေါ့နော်ဘသူတွေကပေးပြချက်ပေးချက်အာတူကအတစ်ဖက်ကပေးချက်တယ်ဆိုလို့ရှိရင်တောင်မှကျွန်တော်တို့ကဝမ်တာကောင်းပြရမယ်တစ်ဖက်ကပေးချက်တယ်ဆိုလို့ရှိရင်တောင်မှဝမ်တာ ကွန်ပြူတာမလိုဝိဖြစ်စစ်ကောင်စီလေရင်ကမြန်မြန်ပြစ်ကြဖို့ပဲလိုတာဒါကတော့အာတမျိုးအနေနဲ့ပေါ့နော်ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုကအခုရောဖုံးဟင်းရဲ့အမှုကတခုပြီးတခုကိုကြီးလာနေပါပြီဘယ်လောက်ထိကြီးလဲဆိုလို့ရှိရင်အခုသတင်းမီဒီယာတွေကဖော်ပြချက်အရဆိုလို့ရှိရင်6နှစ်ကနေ9နှစ်အထိ9နှစ်8နှစ်အထိကိုထောင်ကျက်နံတဲ့အမှုတွေကိုရင်းဆန်းနေပါတယ်လို့သိရပါတယ်ဒါကတော့အာကျွန်တော် ပေချာလိုက်မှမမှန်ဘူးပုံမှန်တွေကတေချာလိုက်ပတ်ဖတ်ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီအမီတော့အာတခြားသတင်းမီဒီယာတွေမှာသွားပြီးတော့ပုံမှန်ပေးတိကျကိုသွားပြီးတော့ဖတ်ကြည့်ဖတ်ရှုလို့ရပါတယ်ဒီမှာကတော့တေချာလေးတော့မမှန်မိဘူးဒါမှမဟုတ်လေတေချာတာကတော့6နှစ်ကနေ9နှစ်အထိကိုတော့အာထောင်ကျနန်းနေဒီကမှုကရင်းဆန်းနေတယ်လို့သိရပါတယ်ဆိုတော့ဒါအပြင်အခုချိန်မှာသူကတော့စကြောရေးမှာဝင်နေပြီးတော့အထူးထောင်းခံ နော်လောဘကိုငရေပီကြက်တယ်လို့ခံစားနေရတဲ့အခြေအနေမျိုးအထိကိုရောက်နေတယ်လို့လည်းသတိသိရှိရပါတယ်ဒီဟာကတော့ရောက်ဖုံးရင်အခြေအနေကတော့အရင်တော့ကဘလူးတယ်အာဘလူးလေဟောင်းခဲ့လေပေါ့နော်ကျွန်တော်တို့ပြည်သူတွေကဘလူးတယ်ပြောဆိုခဲ့လေဒီလိုမျိုးကို အပြောဆိုနေတဲ့သူကိုအခုချိန်မှာဘလူးတွေခံစားနေလားလဲဆိုတာကိုတော့ပြည်သူ့ကျင်စာဘလူးတွေမင့်နေလားလဲဆိုတာကိုတော့ပြောပြချင်တာဖြစ်ပါတယ်ပြည်သူ့ကျင်စာမင့်တာဆိုတာတဲ့သူတို့အချင်းချင်းရဲ့နှင်းဆက်မှုခံနေတာကလောင်းမကိုစိုးနေပါတယ်ဂျာကဂျာကပဲပြည်သူ့ကျင်စာမင့်တယ်လို့ခေါ်ပါတယ်နော်အချင်းချင်းပြင်ပြီးတော့နှင်းဆက်ခံနေရမှုကိုခံနေတဲ့သူကဆိုတော့အခုချိန်မှာအောင်မင်းတို့တခြားသူတွေရဲ့လက်ချက်မှာလက်ချက်ကြောင့်မို့နော်ဒီကောင်ကတော့တော်တော်လေးကိုခံနေရမှဖြစ်ပါတယ်နော်ဒီအောင်မင်းတို့ကလည်းနေနေပါတော့ ထူထောင်းမယ်လို့တူပါတယ်နော်ဆိုတော့သူတို့တွေကလည်းရုပ်ဖုံးခွန်ကြက်တာကဒီလိုမျိုးခံရတာကလည်းဒေါ်လေးကိုပြုံနေကြပါဒီဟာကိုပြုံရစ်ကတငငချက်ကနဲ့ရုပ်ဖုံးဟင်းအတွေ့ပေါ့နော်အာစန်တာထုတ်ဖို့ပေးကြဖို့ပေါ့နော်တောင်းဆိုနေပါဒီဟာနဲ့ပတ်သက်ပြီးတော့တချို့ဘောမာတွေလော်ဘီတွေကတော့လောင်းဝကိုလက်မခံဘဲနဲ့ရုပ်ဖုံးဟင်းကိုအာ ပြောင်းရည်ကိုပြင်ပြီးတော့ပြောဆိုနေကြပါဒီဟာနဲ့ပတ်သက်ပြီးပြောင်းရည်ကလည်းဘလူတွေပြင်ပြီးတော့ပြောဆိုနေလဲနောက်မှာအခုနကျွန်တော်တင်ဆက်ပေးတဲ့စစ်ကောင်စီတပ်ဖွဲ့တွေထွက်ပြေးနေတဲ့ဇကန်နဲ့ပတ်သက်ပြီးတော့သူ့အပါမင်းအောင်လည်းကဘလူတွေတဲဆုံထားလဲဆိုတာကိုကျွန်တော်နဲ့တူဆောင်းနားထောင်ကြည့်အောင်ပါကဲမြန်မာနိုင်ငံမှာပေါ့ဗျာနော်အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘလို့ခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့ဒီအစိမ်းပိန်ပေါ့နော်စိမ်းပိန်နေကြလောကကိုအစာမကြည့်ဘူးနော်ပြောင်းကြည့်ပိန်နေကြတဲ့နိုင်ငံပြည်စည်းတယ် ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်တယ်ဆိုတာနီလန်ပေါင်းလို့ရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေတာလဲနိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးလောကသားတွေတော်တော်များများဟာ အသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ဒါကျွန်တော်ဘာလုပ်နေတာလဲနော်အဲ့တော့နတ်ဆာကညံ့တာနည်းနည်းအဲခမားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့ဤပိန်စိန်ပိန်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပျက်စီးတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့အကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုခင်ဗျားတို့တာသမီများပါရင်ခင်ဗျားတို့ဘလောက်ထိရှင်းပူနိုင်မလဲအဲ့ဒီဦးမင်းအောင်လာတော့ပြတာအောင်ပြေဆုံးတာအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားတို့ဒီတိုင်းပဲညင်နေမလား တိကိဘက်မှာနေဆက်စခန်းရှိတယ်အဲ့နေဆက်စခန်းကကာကင်းစခန်းပုံစံမျိုးပါနော်ထိုင်းဘက်မှာထိုင်းဘက်မှာနေဆက်မှာရှိတယ်အဲ့ဒီစခန်းကိုရန်သူအင်အားအလုံးအရင်းနဲ့ဝင်တိုက်တာဝင်တိုက်တာဘယ်နည်းလောက်ရှိပြီဆိုရှင်တရက်နှစ်ရက်သုံးရက်အနည်းဆုံးရှိပြီအဲ့ဒီစခန်းကလေချောင်းပစ်ကူတစ်ခုပဲရမယ်ကျန်တာကတော့ကျွန်တော်တို့မြေပြင်စစ်ကူကတော့ဘလုံးမပေးလို့မရဘူးပိတ်ဆို့ထားခံရတယ်အဲ့တော့ ဒီစခန်းအနေနဲ့ကမျောလင်းလို့ရတာဆိုတော့လေချောင်းတစ်ခုမျောလင်းလို့ရတယ်။ဟိုကျွန်တော်တို့ဒီကောင်းလာနေပြီးတော့စစ်ကူပေးဖို့တော့ဘလုံးမှမျောလင်းလို့မရအောင်။မျောလင်းလို့မရတဲ့ခါကျတော့လေချောင်းတစ်ခုရဖို့ဆိုပြီးတော့မျောလင်းခဲ့ကြတယ်။မျောလင်းခဲ့ကြမယ်အခုချိန်ထိလေချောင်းတစ်ခုလုံးဝမလာဘူး။အကြောင်းပြချက်ကတော့ထိုင်းနယ်စပ်နဲ့အရန်ဒီရဲ့အတွက်ကြောင့်မဟုတ်လို့ထိုင်းနယ်ကိုကြာမဆိုတော့အဲ့တော့အီအားမမြဘူးအဝိုင်းခံတာရတယ်။မြေပြင်စစ်ကူမပြေပို့ဘူး။လေချောင်းနဲ့လည်းတိုက်ခိုက်မှုမပေးဘူးဆိုတဲ့ခါကျတော့ ဒီစစ်တီးပြဘာလောက်ရမှာလဲအခင်ဗျားတို့စဉ်းစားခင်ဗျားတို့သာသမီများပါရင်ခင်ဗျားတို့ဘလောက်ထိရှင်းပူလိုက်မလဲအဲ့ဒီ Women Online ပေါ့ခင်ဗျားသားအောင်ပြေဆုံးတာအဲ့မှာစစ်တိုက်နေရမယ်ဆိုရင်ခင်ဗျားတို့ဒီတိုင်းမငြိမ်နေမလားအမိန့်တခုကိုပြည့်စုံပေးလေနောက်ဆုတ်ခိုင်းနောက်ဆုတ်ခိုင်းလိုက်လေပြီးရင်ပြေးခိုင်းလိုက်လေတမင်ကထားပြီးထိုးကျွေးနေမှာလားကဲဆိုတော့အခုတလို့ဆိုလို့ရှိရင်ပြောင်းကြီးကတော့နော် စစ်တပ်တွေကဖိုလ်ကောင်လော့ပြီးအမှန်တရားတွေကိုတော့ရှောက်ကိုပြောနေတော့သူရဲ့ဗီဒီယိုတွေကိုကြည့်တိုင်းမှာသူတို့ကျွန်တော်တို့ကခရစ်ပေခရစ်တပေးရမယ့်အခြေအနေမျိုးထိကိုရောက်နေပါတယ်။ဒီဟာအခုဆိုလို့ရှိရင်ဘျံကြီးကတော့အခုရုပ်ဖောင်းကြီးတော့အကြောင်းနဲ့ပတ်သက်ပြီးရင်တခြားဟာနဲ့စီးရဲတွေနဲ့ပတ်သက်အကောင်လုံးကဘောနော်သူကအမှန်တန်ကိုအာပြောဆိုနေပါတယ်။ဖောဖောကောင်လုံးနေတာဘောနော်နိုင်ငံချက်မှာရောက်နေတဲ့တွေ့ကြုံဒီကောင်လည်းအခုချိန်ထိပြောနေတာဒီပီတက်မှာရှိနေဆိုလို့ရှိရင်ဒီလိုမျိုးပြောနေတဲ့အခြေအနေမျိုးထိရောက်မှာမဟုတ်ဘူး။ရုပ်ဖောင်းကိုသာကြည့်လိုက်နော်အမှ အစွေးခံနေရပြီဆိုတော့ပြောချင်တာကတော့စစ်တပ်တွေလိုပြီးတွေဘယ်လို့ထိမြပူလောင်နေကြမလဲဘယ်လို့ထိမြခန်းစားနေကြမလဲကြည်အောင်သူတို့အချင်းချင်းမှာတော့မဒီလိုထိဖြစ်နေတာကိုအခုချိန်မှာဘယ်လို့ထိမြသူတို့တွေအာခန်းစားနေကြမလဲသူတို့အပမင်းအောင်လန်ကလည်းသူတို့အတွက်အခုဒီနေ့အာစစ်တပ်မှာသူကနေတဲ့သူတွေအတွက်ဘာမှလည်းပူပေးတာမဟုတ်ဘူးသူတို့သားသမီးတွေအာဖြစ်တယ်ဆိုရယ်စပီစေမျောနေလေအာလောက်ပေးတာမဟုတ်ဘူးဒီကောင်တွေကပုံမှန်ပြီးတော့ဆက်ပြီးတော့အော်နေကြပါလေနော်ဆိုတော့ဒီဟာကတော့အာ ပြောင်းရေးပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အာကျွန်တော်နားထောင်ရတာဖြစ်ပါတယ်။အဲဒီနောက်မှာနောက်တစ်ခုကလည်းရုပ်ဖောင်းဟင်းလိုပဲထောင်နှန်းဆန်ခါနေနေတဲ့ရာယာဆိုတဲ့ကောင်ကအခုချိန်မှာအာသူကသူကဗောနော်အာမြင်းအွန်လိုင်းအမကောင်းကြောင်းနဲ့မြင်းအွန်လိုင်းတော့မကြံငင်ဖိမှုတွေကိုစစ်တပ်ကိုပြောပြီးတော့အာအဲ့ဒီလေဝင်ကြီးသားတို့ရဲ့အခြေအနေကိုလည်းစစ်တပ်ကိုဖော်ထုတ်နေပါတယ်ပြောဆိုနေတော့ဒီဟာနဲ့ပတ်သက်ပြီးတော့သူ့ကိုတစ်ဖက်တစ်ဖက်ကဗောနော်တစ်ဖက်ကအာလော်ဘီတွေကပြင်ပြီးတော့ကျွန်တော်ကိုဖမ်းခန်းဖို့အထိကိုအာကျွန်တော်ကိုလော့ကျန်ဖို့အထိကိုအာလော့ ဆောင်နေကြပြီဆိုပြီးတော့ပြောဆိုနေရွတ်တန်ဖန်ကျွန်တော်တို့နားထောင်ကြည့်အောင်ပါဘလူတွေများလော့ဆောင်နေကြတယ်ဘာဘာကြောက်မလို့ဒီလိုမျိုးလော့ဆောင်နေကြသူကတည်းပြောနေတာဖြစ်ပါတယ်နားထောင်ကြည့်အောင်အချင်းချင်းပါဘလူတွေဖြစ်နေကြပြီလေဗောနော်ကျွန်တော် YouTube တရင်တစ်ပုတ်ကတင်ထားတယ်ကျွန်တော် viewer ဘိုင်းနဲ့ပတ်သက်ပြီးတော့နားလေတယ်ဗောနော်အဲ့တော့ viewer ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့ဟာလေးဝေဖန်နေဗောအဲ့တော့ကျွန်တော်ဝေဖန်နေအတိုင်းအဲဒီတက်ဘရောကရရှိတယ်ရလဲ like လောက်ကြလိမ့်မယ်ဗော အဲ့တော့အဲ့လိုအဲ့လိုပဲပေါ့ကျွန်တော်ဝေဖန်တယ်လို့တစ်ဖက်အဖွဲ့အစည်းတွေကလည်းအကျိုးတင်ပြင်ဆင်ကြလိမ့်မယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကိုဖမ်းပြီးတော့မြင်မြန်ထိမ့်သိမ့်သိမ့်มาတယ်ဆို YouTube channel တစ်ခုကတင်ထားတယ်အဲ့လိုပဲအာဒီ Facebook လူမှုကွေရဲ့စာမျက်နှာတွေပေါ်မှာလည်းအဲစစ်မှုထမ်းပုံစံနေတယ်ပေါ့နော်တင်ထားတဲ့ account နှစ်ခုသုံးခုလောက်ကကျွန်တော်ကိုဖမ်းဖို့၃၄ခါလောက်ပြောတာရှိတယ်တကယ်လေကျွန်တော်ကိုဖမ်းဖို့အစီအစဉ်တစ်ခု ရှိနေကြအောင်ကျွန်တော်သိတယ်ဝမ်းမနေပါဘူးအဲ့တော့ကိုမျိုးဝင်း ပြီးတော့ရာစာနောက်သူ့အတူပုံကိုရှိတယ်အခုစောပုံဟင်းပြည်ညာပြန်လာခြင်းလည်းပြန်လာမှာပေါ့ဘာမှတော့ဖြစ်ဘူးပြောပြပြရာစာပြည်သူချစ်တယ်ပြည်သူကိုချစ်တယ်ပြည်သူတာအဘတာမဟုတ်တလို့အမေတာလည်းမဟုတ်ဘူးဘယ်အဘတော်မှာအလုံးမလုပ်တော့ဘယ်အမေတော်မှာလည်းအလုံးမလုပ်ဘူးရာစာမွေးထားတဲ့အမေတော်မပါဘူးနော်ပြောပြတာဆိုတော့ရာစာပြည်သူအတွက်ပဲအလုံးလုပ်တယ်ပြည်သူကို ချစ်မြန်လို့တယ်အဲ့ပြီးသူဘက်ကရက်တည်တယ်မုံညင်လည်းမုံဘာမှဖြစ်ဘူးအမှန်တရားဘက်မှာရာစာရှိတယ်ဘာကြောင့်လဲပြီးသူကိုချစ်တဲ့ပြီးသူပါမလို့โอเคဖေးရောက်ရင်လည်းကပ္ပကျော်လေးပဲလေးလာဖို့ကဲဖြစ်စဉ်ကတော့ဒီလိုနော်ဖြစ်စဉ်ကသူပြောတဲ့အတိုင်းပဲဘယ်လိုတွေဖြစ်နေလဲဆိုတာကတော့နော်ဆိုတော့ဘီကောင်တွေကလောက်လိုက်လဲဆိုတာကိုဒံပေးအတိအကျတော့ပြောပြောဆိုခြင်းမတွေ့ရဘူးမို့နော်ဆိုတော့ဒီလိုမျိုးကိုဖြစ်နေကြပဲအချင်းချင်းကြမှာ နော်ဘလူးရဲအာစစ်တရွေထဲမှာရှောင်းနေလာတော့အချင်းချင်းကယုံကြည်မှုတွေနေပါလာတယ်အချင်းချင်းကိုယုံကြည်မှုတွေမရှိတော့ပါဘူးစစ်တပ်ရဲ့လောငေသားတွေမင်းတို့တွေသာစဉ်းစားကြည့်တော့အခုချိန်မှာအာမင်းတို့တွေခံစားနေတာကိုမင်းတို့တွေရဲ့အာဖြစ်ပြနေတဲ့ဟာကိုမင်းတို့တွေဘလော့ထီခံစားနေဘလူးရဲရင်ဆန်နေလေဆိုတာကိုပြောပြနေတဲ့သူတွေကိုစစ်တပ်ကိုဒေါ့ရှော့ကိုဖမ်းဆီးပေးနေတာဖမ်းဆီးနေတာကတော့မင်းတို့တွေသာစဉ်းစားကြည့်တော့မင်းတို့ကိုအာ ပြန်ပြီးတော့လော့ဖိရှင်စေခြင်းလို့လော့လော့ပေးတာမဟုတ်ဘဲနဲ့မင်းတို့တွေကိုသေစေခြင်းလို့ယသူတို့ရဲ့ရာချူရာထုတွေနဲ့သူတို့ရဲ့အနာတွေကိုအာထိလာတဲ့အတွေ့အကြုံတတော်လေးကိုနာနေကြတဲ့အာဘဖက်ဆက်ရာရှိတွေကတော့အဲ့မှာမင်းတို့အတွေ့ပြောပေးနေတဲ့လူတွေကိုအကောင်လုံးကိုဖမ်းနေကြပြီမင်းတို့တွေ ပြီးတော့အရာရှိတွေကိုစက်တက်ပြီးတော့လော့ပေးနေအောင်ပါလားဘာတွေကိုစက်ပြီးတော့လော့မလဲဆိုတာကိုတော့မင်းတို့ဟာနဲ့မင်းတို့စဉ်းစားကြတော့ကျွန်တော်တို့ကတော့အဲ့လောက်ထိတော့မပြောတော့ပါဘူးကျွန်တော်ဘက်ကလည်းတက်နေတယ်လို့မင်းတို့တွေကိုခေါ်ပေးထားပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဒီဗီဒီယိုလေးကိုအမေတန်းကြည့်ရှုအားပေးနေကြတော့လည်းပြည်သူများအားလုံးကိုလေကိုယ်အကြမ်းချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ you